င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မူဆယ်105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘက်ကဇူလိုင်လ10ရက်နေ့ကနေစတင်ကအခွန်ကောက်ခံမှဖြစ်ပြီးကုမ္ပဏီတွေနဲ့ကုန်တင်ရင်တွေတရားဝင်မှတ်ပုံတင်အခွန်ဆောင်ရန်အသိပေးကြညာပါတယ်ပလဲမြို့နယ်မှာ PLA ကပြစ်ချလိုက်တဲ့တိုက်လေရင်ကလေရင်မူတင်ဆုံးကြောင်းအတည်ပြုလိုက်ပြီးလေရင်ပြစ်ကြတဲ့နေရာကနေရုပ်အလောင်း၄လောင်းကိုရရှိထားတဲ့တဲ့ပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်၁၀၅မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘက်ကတရားဝင်အခွန်ကောက်ခံမယ်လို့အသိပေးကြေညာထားကြောင်းမူဆယ်အခြေဆက်နေဆက်ကုံတဲ့အချို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။လာမယ့်ဇူလိုင်လတရနေ့ကနေစတင်က မူဆယ်တရငားမိုင်ကျင်းစန့်ကြော့ကိတ်မှာမဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့အကောက်ခွန်ဌာနကကုံသွဲမှုအသွင်းထုတ်ဂျူတီဆောင်နှုံးတွေကို စီမံခန့်ခွဲမှာဖြစ်ပြီးကျင်းတာကုံစီပို့ဆောင်ရေးဌာနကအဲ့ဒီလုပ်ငန်းစဉ်တွေကိုစီမံခန့်ခွဲမှာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်တွေပုံမိုဖွင့်လှစ်လာတာနဲ့အမျှကုံကားတွေအဝင်ထွက်များလာတာကြောင့် online ကုံသွဲမှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရေမှတ်ပုံတင်ခြင်းစနစ်တွေကို အဆင့်မြင့်တင်မယ်လို့လည်းသိရှိရပါတယ်။အဲဒါကြောင့်နေဆက်ကုန်တွေတွေ၊ဂျူတီဆောင်းကုမ္ပဏီတွေ၊ကုန်ကားဂိတ်တွေဟာအခွန်ဆောင်မှုတွေလှုပ်ဆောင်နိုင်ဖို့အတွက်ဂျွေလာတရက်နေ့မတိုင်မီမှာမာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုံစီပို့ဆောင်ရေးဌာနမှာ ကုမ္ပဏီမှတ်ပုံတင်တာနဲ့ရင်မှတ်ပုံတင်တာတွေကိုပြည်စည်းအောင်လှုပ်ဆောင်ဖို့အတွက်လိုအပ်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်ကိုယ်တိုင်ကြိုတင်အခွန်အကောင့်ဖွင့်တာရင်အဝင်အထွက်ကြိုတင်မှတ်ပုံတင်တာနဲ့ကပ်ပြားတွေထုတ်ပေးတာတွေကိုလည်းမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနကလှုပ်ဆောင်မယ်လို့လည်းသိရပါဗျ။ဒါအပြင်လုပ်ငန်းတွေအခွန်ဆောင်ချိန်နောက်နေကြံ့ကြာမှုဖြစ်စေဖို့အတွက်စာရွက်စာတမ်းအထောက်အထားတွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့အတွက်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့က မူဆယ်တရငားမိုင်ကျင်းစန်းကြော့ဂိတ်မှာတရားဝင်ကြညာထားပါရရှင်။စကန်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကန်းတိုင်းပလဲမြို့နယ်မှာပြည်သူ့လူမျိုးရေးတက်မတော် PL ကပစ်ချလိုက်တယ်။တိုက်လင်းကလေမူတစ်ဆုံးသွားတယ်လို့အတည်ပြုလိုက်ပြီးလေရင်ပြတ်တဲ့နေရာကနေရုပ်လောင်းလေးလောင်းကိုရရှိထားတယ်လို့ ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူရဲဘော်နီနီကျော်ကပြောပါရယ်ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်ကစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့စခန်းသိန်းတိုက်ပွဲအတွင်းပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကတိုက်လေရင်ကိုပစ်ချနိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီလေရင်ဟာစဘာစီကြေးရွာအတွင်းကိုပြတ်ကျသွားခဲ့ပြီးတိုက်လေရင်မို့သူတေဆုံးတာကိုအတီးပြုတ်ထားနိုင်တယ်လို့လည်း ပီယလီရဲဘော်နီနီကျော်ကပြောပါတယ်။ဒါအပြင်တိုက်လေရင်ပြက်ကျတဲ့နေရာကအိမ်တလုံးထဲမှာရုပ်လောင်း၃လောင်းနဲ့ခြံဝင်းတက်ကရုပ်လောင်း၁လောင်းစုစုပေါင်းရုပ်လောင်း၄လောင်းကိုလည်းတွေ့ရှိထားပြီးတချို့ရုပ်လောင်းတွေဟာ လုံးဝမိကြံထားပြီးတချို့မှာတော့မီးစက်မလောင်မဲရှိနေရလို့လဲ PLA ကထုတ်ပြန်ထားပါဗျ။လက်တလုံးမှာပြက်ကျမီးလောင်ကျွမ်းတဲ့တိုက်လေရင်အမျိုးအစားကိုအတည်ပြုနိုင်ရန်အတွက် PLA ကဆက်လက်စ조사နေစေဖြစ်တယ်လို့ပလဲမြုံနယ်ကန်တောက်ရွာကစစ်ကောင်စီတပ်စခန်းကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့လဲသိရပါတယ်ရှင်။မကွေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းပေါ့မြို့နယ်ကပ္ပဆ24က ဒုတက်ချက်တူဟာတနက်နှလဲဘုံတလုံးခင်းရံများစွာနဲ့အတူအလင်းဝင်ရောက်လာတယ်လို့ပြည်သူကာကွယ်တပ်မတော်ပခုတ်ကိုခိုင်အမတ်ငါတရင်ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကမကွေးတိုင်းပခုတ်ကိုခံ ပေါ့မြုံနယ်အခြေဆိုင်ကပ္ပစာ24ကဒုတက်ချက်တူဟာပခုတ်ကိုခံအမတ်ငါတရင်စီကို MA3 တနက်နှလဲ NG1 တဘုံတလုံး5.56 G 214တောင်းနဲ့ ီ box လေး box ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တဦးတည်းနဲ့တနက်နှစ်လက်အပါဝင်လက်လက်ခရမ်းတွေကိုယူဆောင်လာကပြည်သူဘက်ကိုကူပြောင်းလာတဲ့အတွက်ကပ္ပစာ24တူးတက်ချက်ကိုနှွေးထွေးစွာကြိုးစိုးကြောင်းလဲပခုတ်ကိုခံအမှတ်ငါတရင်တရင်မှုက ပြောဆိုထားပြီးဂုံပြုစုကြည်ဖြင့် ငွေကျပ်390ကိုလည်းချိမြင့်ခဲ့လို့လည်းသိရပါဗျ။လက်ရှိစစ်ကောင်စီလက်အောက်မှာကြန့်ရှိနေသေးတဲ့စစ်သားတွေအနေနဲ့လည်းလက်လက်ခဲယမ်းတွေနဲ့တူပြည်သူဘက်က အချိန်မီအလင်းဝင်ရောက်ကြဖို့ကိုလည်းပခုတ်ကိုခံအမှတ်ငါတက်ရင်ကတိုက်တွန်းနှိုးဆော်ထားပါရဲ့ရှင်။ဆက်လက်ပြီးတော့မကွေးတန်းရင်းနှောင်းမြို့နယ်မှာ ၃ရက်အတွင်းလူငယ်30ကျော်ကိုစစ်မှုထမ်းခိုင်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိဘဆွေမျိုးတွေနဲ့ဒေသပြည်သူတွေကပြောပါတယ်အခုဇွန်လအတွင်းဖွင့်လက်သွားမဲ့စစ်မှုထမ်းအပတ်စဉ်၁၄ရက်တွင်ရင်းနှံချောင်းမြို့ပေါ်မှာစစ်တပ်ရဲနဲ့ပြူစောထီတွေက လူငယ်တွေကိုနေ့စဉ်လိုက်လံဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။အဲလိုဖမ်းဆီးရမှာလဲလှည့်ကင်းတဲ့ဖမ်းဆီးတာဂိတ်ချဖမ်းဆီးတာစတဲ့ပုံစံမျိုးနဲ့ဖမ်းဆီးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ဇွန်လ9ရက်နေ့ကနေဇွန်လ17ရက်နေ့ထိ၃ရက်အတွင်းမှာရန်နံကျောင်းမြို့ပေါ်မှာ စစ်မှုထမ်းခိုင်းဖို့အတွက်လူငယ်30ကျော်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ငွေကြေးတနိုင်တဲ့လူငယ်အချို့ကတော့စစ်တပ်ကငွေကြေးကိုယူကာပြန်လွှတ်ပေးခဲ့ပြီးလူငယ်အများစုကတော့စစ်သားစုဆောင်ရေးတပ်တွေစီကိုပို့ဆောင်ခံနေရတယ်လို့လည်းသိရပါတယ်။ဒါအပြင်စစ်တပ်ရဲနယ်ပြူစောထီတွေက လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားဖမ်းဆီးတယ်လို့ဆိုပြီးလိုင်စင်မရှိတဲ့ဆိုင်ကယ်တွေစီးနင်းသူလူငယ်တွေကိုလည်းဖမ်းဆီးပြီး ထောင်ကျခံမာလာစစ်မှုထမ်းမာလာလို့မေးမြန်းကစစ်သားအဖြစ်စုဆောင်းမှုများစွာရှိနေလို့လည်းသိရပါရဲ့ရှင်။ရှမ်းပြည်နယ်ရတဲ့တဘောကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်လုံဝဲကြီးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာအမျိုးသားတအုပ်ဟာထိမှန်ဒဏ်ရရှိခဲ့တယ်လို့ TNL သတင်းနယ်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါရဲ့။ ဇွန်လ10ရက်နေ့ညနေ9:30မိနစ်ကတအောင်းပြည်တပ်မတော်နယ်မြေကြောင်မဲခရိုင်နောင်ချိုမြို့နယ် လုံဝဲချင်းရွာကိုအကြမ်းဖက်စစ်ကောင်စီကဟာဝေစာလက်နက်ကြီးနဲ့နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအသက်52နှစ်အရွယ်ရှိတဲ့ဦးကျော်မင်းဆိုသူကိုလက်နက်ကြီးကြီးစားထိမှန်တမ်းရရှိခဲ့ပြီးတောင်းတတော် DNA ကစေကူတဖို့အတွက်ပို့ဆောင်ပေးခဲ့ရတယ်လို့လည်းသိရပါဗါးအလားတူနောင်ချိုမြို့နယ်လုံဆန်ချင်းရွာအတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတစ်လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဇွန်လ၄ရက်နေ့ကလည်းနောင်ချိုမြို့ဈေးရက်ွက်အတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ပြည်သူလေဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်နှလုံးနဲ့ကံဘောစာကြောင်းတိုက်ဖုံရင်ကြောင်းတစ်ကြောင်းလည်းထိမြင်ပျက်စီးခဲ့လို့လည်းသိရပါဗါးအကြက်ပဲစစ်တပ်ဟာနောင်ချိုကိုတောက်လျှောက်ထိုးစစ်ဆင်နေတာကြောင့် TNL တပ်တွေနဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့လည်းသိရပါဗါးရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေဘူးကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းဟာသေသွားကြတယ်လို့ရှမ်းတောင်စစ်ဒေသကွဲအမှတ်၁ပြုဟာ PDF သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လ2ရက်နေ့ကဖေခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အဆက်ဖေခုံအင်းအရှိတ်ကညောင်ရွှေမြို့နယ်ရေပူကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်နဲ့သူ့ရဲ့လက်ပါစီတပ်ဖွဲ့ PNO PNA ပြည်သူစစ်တို့ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုချိန်ထိလည်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။တိုက်ပွဲတွေအတွက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က9ဦးထက်မနည်းဟာသေသွားတာဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုရှိနေလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။